ဒီဝတပတိအာဒီစောရတိမာဘာတိစန္ဒီမာတဏ္ဍောခတိယောတပတိဇာယိတပတိဗြဟ္မနောအထသဗ္ဗမဟောရတိံဗုဒ္ဓောတပတိတေဇာတာဒီဝတပတိအာဒီစောရတိမာဘာတိစန္ဒီမာတဏ္ဍောခတိယောတပတိဇာယိတပတိဗြဟ္မနောအထသဗ္ဗမဟောရတိံဗုဒ္ဓောတပတိတေဇာတာဒီဝတပတိအာဒီစော နေမဲဟာ နေခါမှာပဲတောက်ပါတယ် ရတ္တိမာပါတိစန္ဒီမာလာမင်းဟာညအခါမှာပဲတောက်ပါတယ်တဏ္ဍောခတ္တိယောတပတိရှင်မင်းဟာလည်းမမြောက်တစားတွေဝစ်ဆင်ထားမှရှင်မင်းရဲ့သုံးဆောင်ပစ္စည်းတွေဝစ်ဆင်ထားမှတောက်ပါတယ်ဇာယီတပတိဗရာဟမနောယဟန္တာအရှင်မြတ်ဟာလည်းဇံဝင်စားနေမှတောက်ပါတယ်အထသဗ္ဗမဟောရတ္တိဘုဒ္ဓောတပတိတိသသာဒါပေမဲ့လို့မြတ်စွာဘုရားရှင်ကတော့နေရောညရော ယဟန်သုံးဆောင်ပစ္စည်းတွေအပြည့်စုံဝိစံထားတဲ့အချိန်မှရောဝိစံမထားတဲ့အချိန်မှရောဇံဝင်စားနေတဲ့အချိန်မှရောဇံမဝင်စားတဲ့အချိန်မှရောအချိန်တိုင်းအချိန်တိုင်းတကူတော်အမျိုးမျိုးနဲ့တောက်ပတော်မူပါလေဒီနေ့မှဇာယိတပတိဗရာဟမနောဆိုတဲ့ပါဠိလေးကိုပါဠိအတန်အတွက်အတိုင်းတိတိကျကျမှန်မှန်ကန်ကန်ရွတ်မယ်ဆိုရင်တော့ဗရာဟမနောလို့ယူရမှာပေါ့ဒါပေမဲ့အရာထင်မှကတော့ဗရာဟမနောဆိုတဲ့စလုံးတွေ့ရင်ပြမနောပြမနောနဲ့ပဲဆိုနေကြဖြစ်နေတော့ မြမသာနဲ့ပြောတော့ပြမနောဖြစ်သွားတာပေါ့လေအဲ့တော့အဲ့ဒီလိုဆိုလဲပဲမှားတော့မမှားပါဘူးဒါပေမဲ့ဗရာဟမနောလို့အတိအကျဆိုနိုင်ရင်တော့ပူကောင်းပါလေဒီဂါထာဟာမြတ်စွာဘုရားရှင်ကိုရတော်တိုင်းမိန့်တော်မူထားတဲ့ဂါထာဖြစ်ပါတယ်ဘုရားဟောနှုတ်ထွက်အစစ်ဂါထာတော်မြတ်ကြီးဖြစ်ပါတယ်ရှင်ဆရာတော်ကြီးရှင်လူကြီးသူမကြီးရေးဆက်ထားတဲ့ဂါထာမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရတော်တိုင်းဟောကြားတော်မူတဲ့ဂါထာလေးဖြစ်တယ် ိုးရှိအစဉ်ဆက်ကလေးကဆရာတော်တန်ဃာတော်ကြီးတွေအမတန်နှစ်သက်မြတ်နိုးတော်မူကြတဲ့ကာထာတော်မြတ်ကြီးလေးဖြစ်တယ်ဘုရားတရားတန်ဃာရေနံမြတ်သုံးပါးရဲ့ဂုဏ်တော်တွေအားလုံးကာထာတစ်ပုဒ်ထဲမှာအစုံအလင်အပြည့်အဝပါဝင်နေတဲ့ကာထာတော်ကြီးဖြစ်တယ်ဆရာတော်တန်ဃာတော်ကြီးရဲ့ကိုတွေ့ကျင့်စဉ်ကိုတွေ့ဖြစ်စဉ်တွေအရာလေးပဲကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာအဖျားပြားနဲ့ပြည့်စုံစေနိုင်တဲ့ကာထာဖြစ်လို့ဒီကာထာကိုတပ္ပမင်္ဂလာကာထာလို့ရှင်းဆရာတော်ကြီးများက နာမည်ပေးတော်မူခဲ့ကြပါတယ်။တပ္ပမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာကျင့်သည်မင်္ဂလာအားလုံးနဲ့ပြည့်စုံစေနိုင်တဲ့ဂါထာ။ဒါကိုပဲတနည်းပြောမယ်ဆိုရင်တော့လူအင်းဆန္ဒအထုပြဝစေနိုင်တဲ့ဂါထာလို့ပြောလို့ရပါတယ်။ဒီဂါထာမှာအဓိကကျတဲ့နေရာကတော့ဘုဒ္ဓတပတိတေဇသာမြတ်စွာဘုရားရှင်ဟာတကူတော်အမျိုးမျိုးနဲ့အချိန်တိုင်းတောက်ပါတယ်ဆိုတဲ့နေရာလေးကအဓိကပဲ။အဲ့ဒီမှာတေဇသာတကူတော်ဖြင့်တကူတော်အမျိုးမျိုးဖြင့်ဆိုတာကအဓိကပဲ။ ဒီကာရကိုအချင်းချင်းခါခါရွတ်ဖတ်ပွားများတော့မယ်ဆိုရင်တေဇသာဆိုတဲ့နေရာမှာရွတ်တာကတော့ဘုဒ္ဓတပတိတေဇသာပဲရွတ်ပေါ့စိတ်ထဲကနေတကူဆိုတာကိုအတိတ်ပဲဖော်ရမယ်တချို့အခောက်ဒီမှာမေတ္တာတကူဖြင့်နေရောညာပါတောက်ပါတော်မူတယ်တချို့အခောက်ဒီကြတော့ခန္တီတကူဖြင့်နေရောညာပါတောက်ပါတော်မူတယ်တချို့အခောက်ဒီကြတော့သီလတကူဖြင့်တချို့အခောက်ဒီကြတော့သမာဓိတကူဖြင့်တချို့အခောက်ဒီကြတော့ပညာတကူဖြင့်အဲသီလသမာဓိပညာဆိုတဲ့တကူတွေကို ာတပုကတကူတမျုးစီတမျုးစီနဲ့နှလုံးသွင်းပြီးတော့ရုပ်ပွားပေါ့ပြီးတော့မှကိုသိတဲ့ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့ဂုဏ်တော်တွေမေတ္တာတကူကရုဏာတကူမုဒိတာတကူဥပေက္ခာတကူခန္တီတကူသစ္စာတကူစသည်အဖြစ်ပေါ့လေကောင်းတဲ့ဂုဏ်ကောင်းတဲ့တကူတွေအကုန်လုံးထည့်သွင်းပြီးတော့ပွားများလို့ရပါတယ်ဂုဏ်တော်ကိုးပါးနဲ့ပွားမြတ်မယ်ဆိုရင်လေတေဇာသာဆိုတဲ့နေရာမှာအရဟံဂုဏ်တော်တကူဖြင့်နေရောညပါတောင်းပါတော်မူတယ်အရဟံဂုဏ်တော်တကူဖြင့်လို့နှလုံးသွင်းပြီးတော့ အရဟံဂုဏ်တို့ရဲ့ကိရိတာကင်းစင်တဲ့ဂုဏ်တော်နောက်တစ်ခေါက်ကျတော့စိတ်ကိုယ်ရရမှတောင်းမှမကောင်းမှုကုန်မပြုတဲ့ဂုဏ်တော်နောက်တစ်ခေါက်ကျတော့ပူဇော်ထုခုခံယူတော်မူထိုက်တဲ့ဂုဏ်တော်စသည်အားဖြင့်တစ်ခေါက်နဲ့တစ်ခေါက်အဓိပ္ပာယ်လေးတွေမတူအောင်သဘောတရားလေးတွေနှလုံးသွင်းပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်အကြီးအရှင်လေးတွေကိုတစ်မျိုးစီတစ်မျိုးစီနှလုံးသွင်းပြီးတော့ပွားများမယ်ဆိုရင်ဒီဒီဝါဒပတိကာရာ108ခေါက်ရွရင်ဂုဏ်တော်108မျိုးပွားများပြီးသားဖြစ်သွားတယ်ကြည်ကြည်ပြန့်ပြန့်တော့ အကြောင်းမြင်ရတဲ့အခါမှာဥစဉ်တို့ဟောပြပါဦးမယ်။ဉာဏ်သွင်းတတ်မယ်နှလုံးသွင်းတတ်မယ်ဆိုရင်မြတ်စွာဘုရားရှင်ရှိရှိသမျှသောဂုဏ်တော်အသင်္ချီအနန္တအကုန်လုံးဒီဃာထာထဲမှာထည့်သွင်းပြီးတော့ပွားများလို့ရပါတယ်။အဲ့တော့ဒီဃာထာကိုတောင်းရင်လာရင်လုံရင်ကရင်စာရင်တောင်းရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့အချိန်ရရင်ရသလိုကြိုးကြကြိုးကြတစ်ခေါက်ရတစ်ခေါက်သုံးခေါက်ရသုံးခေါက်ကိုးခေါက်ရကိုးခေါက်ဒီလိုရွတ်ဖတ်ပွားများသွားပေါ့အထူးတလည်း ထားပြီးတော့ရုပ်ဖတ်တရဆဲခြင်းနဲ့ဆိုရင်လေဒီနေ့ကိုသက်စီဖြစ်ဖြစ်ဒါမှမဟုတ်ဒီနေ့ကို108ခေါက်ဖြစ်ဖြစ်ရုပ်ဖတ်ပွားများပေါ့တစ်ခေါက်ကျတိုင်းတစ်ခေါက်ကျတိုင်းတေဇသာဆိုတဲ့နေရာမှာအတိပဲတစ်မျိုးစီတစ်မျိုးစီတကူတော့တစ်မျိုးစီတစ်မျိုးစီအာယုံပြုတ်ပြီးတော့နှလုံးသွင်းပွားများသွားလိုက်ပေါ့နှုတ်ကတော့ဒီပါဠိတော်ကိုရုပ်စိတ်ကတော့ဘုရားရှင်ရဲ့ဂုဏ်တော်တွေတစ်မျိုးပြီးတစ်မျိုးပွားများသွားရမယ်108ခေါက်ကျတဲ့ဆိုလို့ရှိရင်လေ108ခေါက်ပြီးသွားတဲ့အခါမှာဒီဝတ္တပတိကာထာ108ခေါက်ရုပ်ဖတ်ရတဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ချမ်းသာရည်ရဲ့အထောက်ပံ့ဖြစ်ပါစေ။ ဒါမှမဟုတ်မိမိဤမတောင်းတဲ့ဗောဓိညာရဲ့အထောက်ပံ့ဖြစ်ပါစေပေါ့ပြီးတော့မှကိုယ့်ရဲ့လက်တွေ့ဘဝမှာချက်ချင်းလည်းငင်ကောင်းကျိုးချမ်းသာရအောင်လေဆုတောင်းလို့ရပါတယ်လောကီယေကျုဆုမတောင်းရဘူးလို့နေရာတကာမှာမူသည်မှတ်ထားစရာမလိုဘူးပြီးတနေ့တနေ့ပြုထားတဲ့ကုသိုလ်တွေကလည်းအများကြီးရှိတာဆိုတော့နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေလို့ကြီးပဲပြုတဲ့ကုသိုလ်လေးပြုပေါ့အခုလိုပေးတော်ကားထားတော်တွေရွတ်တဲ့အခါကျတော့လေပြုစုပန်ကြကြဆုတောင်းရင်ပို့ပြီးတော့တန်ဖိုးရှိတယ် အဲ့တော့ဒီဝတ္တပတိကာရ108ခေါက်ရုပ်ဖတ်ပေါ်များပြီးသွားပြီဆိုရင်ကျွန်တို့ဒီခုခါနိုင်ဒီဝတ္တပတိကာထာကို108ခေါက်ရုပ်ဖတ်ပေါ်များပြီးသွားပါပြီ။ဤစကားသည်မှန်ပါ रे ။ဤမှန်သော သစ္စာစကားကြောင့်ဆိုပြီးတော့လက်တွေ့ကြတဲ့ပြုစုံမှန်ကြကြကောင်းကျိုးချမ်းသာတစ်ခုခုကိုဆုတောင်းလိုက်ပေါ့။အဲ့ဒီလိုဆိုလို့ရှိရင်ရက်ကြကြလကြကြနေ့စဉ်ရုပ်ဖတ်ပေါ်များပြီးတော့ဆုတောင်းသွားမယ်သစ္စာဆုသွားမယ်ဆိုရင်လဝင်းဆန္ဒတွေပြေဝဇေနိုင်ပါ रे ။ပို့ပြီးတော့အထူးတလည်းအားကောင်းခြင်းနဲ့ဆိုရင်တော့ အကျွန်ုပ်ဒီဒီဝါဒပတိကာထာကိုတရားရှိခောက်ရွတ်ဖတ်ပေါ်များပြပါပြီ။ဘယ်နေ့ဘယ်ရက်ကစပြီးတော့လဲနေ့စဉ်ရက်ဆက်မပြတ်မကွက်ရွတ်ဖတ်ပေါ်များခဲ့ပါလေ။ဤစကားသည်မှန်ပါတယ်။ဤမှန်သောသစ္စာစကားကြောင့်သစ္စာရဲ့တကူကြောင့်၎င်းဒီဝါဒပတိကာထာတော်မြတ်ရဲ့တကူတော်ကြောင့်၎င်းဒီဝါဒပတိကာထာရွတ်ရတဲ့ကုသိုလ်ကောင်းမှုရဲ့တကူကြောင့်၎င်းဒီဝါဒပတိကာထာကိုဆွန့်ရှောက်နေကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းဒီဝါဒပတိကာထာကိုလာရောက်နာယူကြတဲ့နတ်ပြမများရဲ့တကူတော်ကြောင့်၎င်းယနေ့ခုချိန်ထိပြည့်ခဲ့ပြီးသမှ ုသူကောင်းမှုအားလုံးရဲ့တကူကြောင့်၎င်းဆိုပြီးတော့ကုလိုရာစုတစ်ခုတောင်းလိုက်ပေါ့အဲ့တော့ရွတ်ဖတ်ပေါ်များတာဝါသနာပါတဲ့ပုဂ္ဂိုလ်ဤအနေနဲ့ဒီဝတ္တပတိဂါထာကိုအချိန်ရရင်ရသလိုရွတ်ဖတ်ပေါ်များပူဇော်နိုင်ကြပါတယ်ရွတ်ဖတ်ပေါ်များပူဇော်ခြင်းဖြင့်လောကီလောကုတ္တရာကောင်းကျိုးချမ်းသာကြည်တည်မင်္ဂလာအဖျားဖျားနဲ့ဤဆုံးကြပါစေ။